တင်ပေါ်ကမှာရှမ်းသာကြွယ်ဝမလားရှမ်းသာတင်ကြီးဒါရာကြီးလေးခုထဲမှာတင်ပါနေမလားဆိုတာဒီတွက်နီးလေးနဲ့တကွတင်ပြမျက်ဝေပေးလိုက်ပါတယ်ခင်ဗျာတွက်နီးလေးကလွယ်ပါတယ်တင်ရဲ့မွေးဖွားတဲ့မြမခုနှစ်ကိုတီးပါယာဒီကွေနေထဲမှာကဆက်နေရသည်ရှိတာမို့ဆက်နေနဲ့စားပါအကျွင်းဒီခွန်တဲ့ကြော်လွန်နေခဲ့လျင်ဥမာ6 30 17 17ဖြစ်နေခဲ့မယ်ဆိုရင်ခွန်နဲ့ထပ်ပါရပါမယ် တမေ3 4 5 6 3ညသို့မဟုတ်ခွန်ကျွင်းနေဆိုရင်တော့ဖတ်စားဖို့မလိုတော့ပါဘူးကဲဒါဆိုရင်အကျွင်းတွေကိုရှင်းသွားပြီဖြစ်ပါတယ်အကျွင်းလိုက်ဇာရာကွင်လေးတွေကိုကြည့်လိုက်ကြရအောင်နှစ်အကျွင်း၄အကျွင်း၆အကျွင်းဖြစ်ခဲ့ရင်တော့တာမန်ဇာရာများတာဖြစ်ပြီးတော့တကျွင်းကလည်းဂလုံးမင်းဇာရာဖြစ်ပါသည်ပုံကျွင်းကလည်းရှင်တင်မင်းဇာရာဖြစ်ပါသည် ငါကျွင်းခဲ့လျင်တရားမင်းစာရာဖြစ်ပါသည်ခွန်သွမဟုတ်တုံညကျွင်းခဲ့မယ်ဆိုရင်ငကားမင်းစာရာဖြစ်ပါသည်တင်ကဆိုခဲ့ပြီးတော့မင်းကြီးလေးပါးထဲမှာတပားပါဝင်နေလင်တော့ဘုန်းရှင်ကန်ရှင်ဖြစ်ပြီးဘယ်တော့ခါမှအတိဒုက္ခမရောက်နိုင်တော့ပါဘူးဒုက္ခရောက်ခဲ့ရင်တော့မှခဏရာပါပဲជីវာချမ်းသာမည်ဒီစဉ်ဥစ္စာနေပြည့်စုံမည်ကြော်သောထင်ရှားသူဖြစ်ပါမည်ဆရာစီမှာညံပူစောကားနဲ့ ကန်စာရာလက္ခဏာစစ်စစ်တွေ့ဆက်လို့လင်းဆရာရဲ့ဖုန်းနံပါတ်399 256 99 235ဘိုက်ပါကနေပြီးတော့ဆက်သွယ်ဆုံးသမ်းနိုင်ပါတယ်ခင်ဗျာ